ဆရာကြီးရဲ့နေကင်းကြပါလိမ့်မယ်။ VOA အမေရိကန်တန်ရဲ့2025ခုနှစ် March 15ရက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်ကြောင့်နှစ်ပေါင်း83နှစ်ကြာတည်ရှိခဲ့တဲ့အမေရိကန်အတန် Vice of America ရဲ့လုပ်ငန်းတွေအားလုံးဟာရပ်ဆိုင်းသွားခဲ့ပါပြီ။ဒါအပြင်လွတ်လပ်တဲ့အာရှအတန် Radio Free Asia RFA ကိုလည်း Federal အစိုးရကပေးနေတဲ့ budget ငွေတွေကိုလည်းဖျက်တောက်ခဲ့ပါတယ်။လက်လုံးမှာတော့ VOA ရဲ့အမြဲတမ်းချိန်ပြည့်ဝန်ထမ်းအားလုံးကိုဒါစာမဖျက်ဘဲခွင့်ပေးထားပြီး ကန်ထရိုက်စာချုပ်နဲ့လုတ်ကင်နေတဲ့သတင်းသမားတွေကိုတော့တနင်္ဂနွေနေ့ကစပြီးအလုတ်ကနေအပြီးပြက်ရက်ဆဲလိုက်ပါတယ်။ VOA ရဲ့ထုတ်လွှင့်မှုလုပ်ငန်းတွေအားလုံးကတော့စနေနေ့ကစပြီးတော့ရက်တန့်သွားခဲ့ပါတယ်။အလုတ်ရက်ဆဲတဲ့အကြောင်းကြားစာကိုပြီးခဲ့တဲ့တနင်္ဂနွေမှာရရှိခဲ့ပြီးဝန်ထမ်းအားလုံးကိုယုံမလာခိုင်းတော့ဘူးလို့အမည်မဖော်လိုတဲ့ VOA ဝန်ထမ်းတစ်ဦးကပြောပါတယ်။မြန်မာဘာသာစီစဉ်နေတဲ့ဘာထုတ်လွှင့်နေတဲ့ VOA နဲ့ RFA သတင်းဌာနတွေရဲ့အခန်းကဏ္ဍဟာမြန်မာနိုင်ငံသားတွေအတွက်ဘလောက်ရေးပါခဲ့ပါသလဲ ဒီသတင်းဌာနရဲ့ရက်တန့်သွားမှုကမြန်မာပြည်သူတွေရဲ့သတင်းလိုအပ်ချက်ကိုဘလောက်တောင်ရိုက်ခတ်မှုဖြစ်ပေါ်နိုင်ပါသလဲဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး2006ခုနှစ်ကနေစပြီးတော့ VOA မှာ16နှစ်တိုင်တိုင်သတင်းတောက်ဖြစ်တာဝန်ထမ်းဆောင်ပူးခဲ့တဲ့ကိုကျော်ကျော်သိန်းကိုမြန်မာနိုင်ငံကမေးမြန်းထားပါတယ်ဒီပထမဆုံးအနေနဲ့ဒီ VOA နဲ့ RFA ကိုပေါ့နော်အခု loss ဆိုလို့ရှိရင် VOA ရဲ့ဝန်ထမ်းတွေအားလုံးကိုဒါဟိုဟိုလာစာမဖြတ်ဒီဟို ဟိုခွင့်ဆိုပြီးတော့လုပ်လိုက်တယ်ပေါ့အလုပ်တွေအားလုံးကိုစိုင်းဟန်ခိုင်းလိုက်တယ်ပြီး RFA ဆိုလို့ရှိရင်တော့ကျွန်တော်သိရသလိုဆိုလို့ရှိရင် RFA ကိုပံ့ပိုးပေးနေတဲ့ Federal အစိုးရရဲ့ပတ်စံကိုသူတို့တွေကနေပြီးတော့ဟိုရက်ဆိုင်ပလိုက်တယ်ပေါ့နော် American ပြည်ထောင်စုမှာဟိုလုတ်ခဲ့တဲ့ဟိုပူတဲ့ဟိုသတင်းသမားတယောက်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဟိုအကိုရဲ့တုံ့ပြန်ချက်ထင်မြင်ယူဆချက်လေးတွေကိုဟိုကျွန်တော်တို့စာဖတ်ပိတ်သက်တွေကိုသတင်းပိတ်သက်တွေပြပြပေးပါခင်ဗျာဒီ ော့ဒီဒီ UAE ကတော့ကျွန်တော်ရဲ့မိခင်ဌာနဟောင်းပေါ့လေဆိုတော့ RFA ဆိုတာလည်းပဲကျွန်တော်တို့မိတ်ဆွေပေါင်းအင်းတငယ်ချင်းတွေလုံလုံကင်နေကြတဲ့ဌာနပါပဲဆိုတော့ဒီဌာနနှစ်ခုစလုံးပေါ်မှာအခုလောလောဆယ်ဆိုတော့ပြည်နှံရိုက်ခတ်တာ UAE ပေါ့လေဒီလောက်အထိစူးစူးရွာရွာ UAE ရဲ့တမိုင်း73နှစ်ကြာတမိုင်းမှာတခါမှမဖြစ်ခဲ့ဘူးလေမကြုံခဲ့ဘူးလေ VOE ရဲ့ဟလာအတန်လွှင့်တာတွေအကုန်လုံးရက်ဆိုင် ရက်သွားလောက်ရတဲ့ဒီဖြစ်တဲ့ဖြစ်ရဲ့စိုးကြီးပေါ့ဗျာနော်ဒါ VOE ဒါရိုက်တာရဲ့ထုတ်ပြန်ကြရရဆို Bloody Saturday ပေါ့စနေနေ့မှာသွေးစွန်းသောစနေနေ့လို့တော့တင်စားပြီးတော့ခေါ်ကြတာပေါ့နော်အဲကြားတာကျွန်တော်တော့ဟိုစိတ်ထိခိုက်တယ်ဝမ်းနေတယ်နောက်ပြီးတော့ဒေါသထွက်တယ်ခံပြင်းတယ်ခံစားချက်မျိုးစုံပဲဗျခံစားချက်မျိုးစုံပဲအဲ့မှာပြည်နယ်လုံးခံစားချက်ကတော့ဘာလဲဆိုတော့ဒီလောက်အထိပက်ပက်ဆက်ဆက်လောက်တာကိုကျွန်တော် imminent ဒေါသထွက်တယ် နဒေါသဖြစ်တယ်။ဘာအတွက်ဒေါသထွက်တယ်လဲဆိုတော့ဒါပုပ်ပူရေးခံစားချက်လည်းပါတယ်။ကိုလုတ်ခဲ့တဲ့မိခင်ဌာနပေါင်းတစ်ခုအနေနဲ့နောက်တစ်ခုကကျွန်တော်ရဲ့လုတ်ဖို့ကင်ဘက်တွေမိတ်ဆွေတငယ်ချင်းတွေဟလာစိတ်ဝေဒနာအကြီးအကျယ်ခံစားရသူတို့မိသားစုတွေစိတ်ဝေဒနာအကြီးအကျယ်ခံစားရဟလာနောက်နေ့ဘာဖြစ်မလဲငါတို့အိမ်လာကပေးနိုင်ပါဦးမလားငါတို့မိသားစုအိုးမဲ့အိမ်မဲ့ဖြစ်တော့မလားဟလာတမင်းစိုးဘောမှာစားစရာမရှိတဲ့အောင်ထားလိုက်အောင်ဗျာနော် အဲ့လောက်ထိစိတ်တော့ကဥပင်ဒုက္ခရောက်ရတဲ့အတွက်လည်းပဲကျွန်တော်အင်ပတန်စိတ်ထိခိုက်တယ်ဒါအပြင်ဒီဒီလိုသတင်းဌာနတွေပေါ့နော် VRFA အပါအဝင်ဂျန်တဲ့သတင်းဌာနတွေအကုန်လုံးကဖြည့်ဆည်းပေးနေတဲ့အခမ်းကဏ္ဍကျွန်တော်တို့လူမြန်မာနိုင်ငံလူမျက်စိပိတ်နားပိတ်လို့ဖို့ကြိုးစားခံနေရတဲ့အတိုင်းဒီသတင်းတို့လောက်ခွင့်ကိုအကြီးအကျယ်ဆုံးထိမ့်ချုပ်ထိပါခံနေရတဲ့အတိုင်းဒီအတွက်အုတ်ချက်သေးတပွင့်လူမျိုးပါဝင်နေတဲ့ဒီမီဒီယာတွေရဲ့အဲကင်မရာတွေ အမြင်ကွင်းတွေ social media တွေအကုန်လုံးပေါ့နော်ပိတ်သွားတဲ့ဟာကအနစ်နာဆုံးကတော့ကျွန်တော်တို့ဒီသတင်းမီဒီယာတွေကနေတဆင့်မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုရယူစားသုံးနေတဲ့အဲလူဓုပဲသက်ဆိုင်ရာဥတီပြိတ္တပေါ့နော်ညီမလူဓုကတော့အထိခိုက်အနစ်နာရဆုံးပဲအဲ့ဒီအတွက်လည်းပဲကျွန်တော်စိုးလဲစိုးရင်းနဲ့ပူလဲပူတယ်စိတ်လဲအင်မတန်မကောင်းဖြစ်ရပါတယ်ဒီဟိုမြန်မာနိုင်ငံသားတွေအများစုကျွန်တော်တို့လူပါပဲเนาะ ကျွန်တော်တို့ဒီမွေးတဲ့ဟိုကဒီနိုင်ငံကြီးပြဿနာကြီးကြားထဲမှာကျွန်တော်တို့တွေကမွေးဖွားလာရတယ်။ဒါကြောင့်မလို့ဒီသတင်းအချက်လက်ဆိုတာကျွန်တော်တို့အတွက်ဒီအသက်ရှင်သန်မှုအတွက်ကိုစိတ်ပိုင်းဆိုင်ရာရှင်သန်မှုအတွက်ကျွန်တော်တို့ကတော်တော်အရေးကြီးတယ်။ငယ်စဉ်ကာလတည်းကကျွန်တော်တို့တွေကဒီ BBC VOE တို့မျိုးအလှည့်ကြနေကျွန်တော်တို့တွေကဟိုနားထောင်ကြရတာပေါ့နော်။ဆိုတဲ့အခါကျတော့ဒီအခုဒီသတင်းဌာနတွေကဆိုလို့ရှိရင် အခု just site ခံရတော့ဗောနော်အဲအခု BBC တော့မပါပါဘူး VOE နဲ့ RFC ဗောနော် just site ခံရတယ်ဆိုရခါကျတော့ဟိုဘလောက်ထိဟိုဒါမြန်မာဒီပြည်သူလူအတွက်ရိုက်ခတ်မှုတွေရှိနိုင်တယ်လေအဲ့ဒါကျွန်တော်သိချင်ပါတယ်နောက်တစ်ခုကလည်းပဲထက်ဆင့်မျိုးကုန်းဆိုတော့ဘာလဲဆိုတော့အခုလိုမျိုး internet ခေတ်ကြီးမှာဒီ social media platform တွေကနေပြီးတော့လူတွေကဟိုဒီ ဟိုဟာတိယဒီဟာတိယဆိုတော့ဒါကိုလည်းသတင်းထင်နေလူတွေအများကြီးဖြစ်ပေါ်လာတဲ့ခါကျတော့သတင်းသမားတွေရဲ့အခန့်ကဏ္ဍသတင်းခန့်တွေရဲ့အခန့်ကဏ္ဍတွေကိုလည်းဟိုဟိုတချို့ကြောက်လည်းပဲဟိုတိတ်ပြီးတော့အရေးမကြီးတယ်လို့ထင်နေတချို့ကြောက်လည်းပဲမထီမဲ့မြင်လို့လာရှိတယ်အာနာရှင်တွေကတော့အာနာရှင်အားပေးတဲ့လူတွေကတော့ကြိုက်တာပေါ့ရှင်ပြောလို့ရှိရင် ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေလေးကိုလည်းပဲကျွန်တော်တို့သိကြပါတယ်ဆိုတော့ပြန်ပြောရရင်လို့ရှိရင်ဒါဟိုမြမသတင်းလောကအတွက်ဘယ်လောက်ထိရိုက်ခတ်မှုရှိသလဲ ကျွန်တော်တို့သိချင်တယ်ပြီးတဲ့ခါကျတော့အခုခေတ်ပုံမှာဖြစ်ပေါ်နေတဲ့သတင်းမီဒီယာနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့အမြင်နဲ့ပတ်သက်ပြီးတော့ကိုဟိုကိုကျော်တို့သိနားလည်တဲ့တော့လေးဟိုဟာထင်မြင်စကြလေးပြောပြဆေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါတော့ကိုဆိုရင်ဒီမေးခွန်းအတွက်လည်းကျေးဇူးတင်ပါတယ်ပထမအဦးဆုံးကတော့ဘလောက်ထိခဲ့ကြလဲဆိုရင်အကြီးကျယ်ထိခဲ့ပါတယ်ဘာကြောင့်အကြီးကျယ်ထိခဲ့ကြလဲလို့ကျွန်တော်ပြောရင်ဟိုတာမန်ပြေးကြည့်မယ်ဆိုရင်တော့တရင်းနာတွေအများကြီးပေါ့ဗျာညာနဲ့ကြည့်ပြီးတော့ဆိုကြပါစို့ရှိတဲ့အထဲမှာမှာ အခုလိုမျိုး VOE ကတော့လုံးလုံးရက်သွားပြီပေါ့နော် RFA ကတော့လုံးလုံးတော့မရက်သေးပါဘူး RFA ကထုတ်လွှင့်ချက်တွေကတော့ဆက်ပြီးတော့ထုတ်လွှင့်နေတော့မှာပဲဒါပေမဲ့သူတို့သတင်းထုတ်ပြန်ထားတယ်လို့ပေါ့နော် RFA တရားဝင်သူတို့ထုတ်ပြန်ထားတယ်လို့ရက်ရနိုင်ကြီးဆိုတော့ on the brink ပေါ့ထိန်းချုပ်ချက်ကတော့ဟိုအတိရှိနေတာပေါ့နော်အချိန်ကြီးအဲ့တော့ဒီလိုနေနားလေးနှစ်ခုချက်လိုက်လို့ရောရာနဲ့ချိန်ချက်တင်ဆက်နာတွေကြားထဲမှာဘလောက်အထိတိကျိုက်သွားမှာလဲလို့လူကုန်ထုတ်เสียရှိတယ်တိတ်တိကျိုက်ပါတယ်ဘာကြောင့်တိတ်တိကျိုက်တယ်လို့ပြောလဲဟလာလွတ်လပ်တဲ့သတင်းမီဒီယာသတင်းမီဒီယာတွေကိုအပါအဝင် ဒီနိုင်ပြည်ပနိုင်ငံတွေကပေးနေတဲ့အကူအညီပေါ့နော်အထူးသဖြင့်တော့ဟလာဒေါ်နယ်ထရမ့်ဆိုရတက်လာပြီးနောက်ပိုင်းမှာ USAID เนาะ American ပြည်ပအကူအညီပေးအဖွဲ့အစည်းအဓိကအကူအညီပေးနေတဲ့အဖွဲ့အစည်းဒီအဖွဲ့အစည်းကနေတစ်ဆင့်ကျွန်တော်တို့ဂျန်နဲ့အကူအညီပေးတဲ့အဖွဲ့အစည်းတွေပါရိုက်ခတ်တာပေါ့နော်အကူအညီတွေရပ်သွားတယ်เนาะထောက်ပံ့ရမုံငွေပဲဆိုကြပါစို့ရမုံငွေရပ်သွားတော့ဒီ VORF အခြေအနေမတိုင်ခင်မှာကတည်းကကမြန်မာနိုင်ငံရဲ့ဒီတိကျလွတ်လပ်တဲ့သတင်းမီဒီယာတွေဖွင့်ပြတော့တခုမပြောနဲ့ပေါ့နော် ရတ္တိရှင်တန်ရေး survival ပေါ့ဗျာရှင်တန်ရတ္တိရေးအတွက်တောင်မှစိန်ခေါ်မှုအကြီးအကြီးနဲ့ရင်ဆိုင်နေရတယ်ကျွန်တော်တို့အဲ့ဒီအချိန်တုန်းကမိတ်ဆွေတင်ငယ်ချင်းတွေကြားမှာဆွေးနွေးကြတာရှိတယ်ပြောဆိုကြတာရှိတယ်အဲ့လိုတော့ဟလာဒီလိုမျိုးမြန်မာနိုင်ငံမှာတခြားလူတွေတဲ့မီဒီယာတွေကမျိုးတွန်းပြောက်ခွဲခံရမယ့်အရေးလို့ကောင်းကောင်းမလုပ်နိုင်တော့မယ့်အရေးရင်ဆိုင်နေရချိန်မှာပြည်ပနိုင်ငံတွေကနေပြီးတော့ဒီရတ္တိရေးအတွက်ပေါ့နော်ငွေကြေးရရတ္တိအတွက်ပူပန်ကြမလို့တဲ့တဲ့မီဒီယာတွေကအခက်ခဏပို့ပြီးတော့ရေးကြည့်လာမယ်ဒီတင်းမီဒီယာတွေပို့ပြီးတော့လှုပ်ဆောင်အောင်လို့လိုတယ် နော်ဒါဒါခုနဆိုရှယ်မီဒီယာကိစ္စတွေဆိုတော့သွားဆက်ဆက်နေတာလေကြောက်တို့ပြောခဲ့ကြတာအဲ့တော့တစ်ဖက်ကယက်တီရှင်တန်ရေးအတွက်ချိန်ချောင်းမှုခံနေရတယ်ကျန်တဲ့သတင်းမီဒီယာတွေအကုန်လုံးတစ်ဖက်ကဟလာယက်တီရှင်တန်ရေးအတွက်စိတ်ပူစရာမလိုဘဲနဲ့လောက်ကင်ခွင့်ရနေတဲ့သတင်းမီဒီယာကြီးတခုရက်သွားပြီဒုလုံးရက်သွားပြီဘလို့ပြန်လဲပတ်မယ်ဘလို့ပြန်လဲပတ်မယ်ဘာလို့မသိရှိချင်မှလည်းရှိတော့မယ်ဒုလုံးပိတ်သွားတာလည်းဖြစ်နိုင်တယ်နော်နောက်တစ်ခါနောက်တစ်ခုကလည်းပဲအလုပ်တွေရက်ပြည့်ရနိုင်တဲ့အနေအထားမျိုးနဲ့ရင်ဆိုင်နေရတယ်ဆိုတော့တကယ်ကိုကျွန်တော်တို့မြန်မာနိုင်ငံ သတင်းလွတ်ခွင့်အတွက်ဒီမှာလူသူရဲ့သတင်းသိပိုင်ခွင့်အတွက်အင်မတန်ကိုစိုးရင်စရာကောင်းပါတယ်အင်မတန်ကိုအကြီးကြီးကိုကျွန်တော်တို့ထိခိုက်ပါတယ်ဆိုရှယ်မီဒီယာဒီလူတယောက်ကအကောင့်တစ်ခုရှိရင်ရေးချင်ရေးလို့ရတယ်ဒါတာဝန်မှယူစရာမလိုဘူးဒါဒီနော်ဘုံတိတ်ခါရှိတဲ့စင်းရင်းစီကန်နဲ့ရက်တီတဲ့နော်မူနဲ့ရက်တီတဲ့သတင်းမီဒီယာတွေနဲ့ အကြီးမားဆုံးသောဝါချချက်ပဲနော်ဂုံတိတ်ခါရှိတယ်မူနဲ့ရည်တည်တဲ့ journalism tinted principles တဲ့စာနယ်ဇင်းလောကရဲ့ဟိုချမှတ်ထားသောစီမင်းစည်းကမ်းများမူဝါဒများအတိုင်းလှုပ်ဆောင်တဲ့သတင်းမီဒီယာများသည်ပြီးလွယ်စီးလွယ်ရေးလို့ရတာမဟုတ်ဘူးဗျာတရင်အဆင်စစ်သွားတာဒါကိုဆိုရင်တော့လေနေ့စဉ်ဘာလုပ်မလဲကောင်းကောင်းသိရေးချင်တဲ့ရေးလို့မရဘူးနော်အမှားရရှိတာဆိုတော့ဘယ်သတင်းမီဒီယာမှမဆိုရှိတယ်ကဘာပေါ်မှာ ထိတ်ကန်းဆိုတဲ့သတင်းမီဒီယာတွေတောင်မှအမားရေမกินဘူးဒါပေမဲ့အမားရေအ ਨੇ စောပြောင်းလို့ရတယ်မားရင်မားတဲ့ကြောင်းကိုချက်ချင်းပြင်ဆင်ပေးရတယ်တော်တော်သူတို့ဒီအထက်ထက်စစ်စေးပြီးတော့မှအဲသတင်းတွေကိုတင်တာသတင်းတွေကိုထုတ်လွှင့်တာဖြစ်တဲ့အတွေ့အခုနကိုရေးချင်ရရေးပြီးတော့တင်တာတွေထက်ယုံကြည်ကိုးစားမှုရှိတယ်ယုံကြည်ကိုးစားလို့ရတယ်အဲ့ဒီကိမှာမီဒီယာတွေများတာနဲ့မြဟလာတခုလည်းနဲ့တော့ယုံကြည်မှရှိဖို့ပေါ့ဗျာအနည်းဆုံးနှစ်ခုသုံးခုတရင်အကြောင်းကတခုနဲ့ပတ်သက်ရင် ဲတတိယနှစ်ခုသုံးခုကဒီလိုပဲရေးကြကလားပေါ့ဒါဖတ်ကြည့်လိုက်ရင်သိတာပဲလေဒီလိုလေရနေနိုင်တာပဲအဲ့တော့ social media မှာလက်လွတ်စပယ်ပေါ့နော်ဘာမှတာဝန်ယူစရာလည်းမလိုဘူးတာဝန်ခံစရာလည်းမလိုဘူးလာဆဲလေပဲပိတ်ပိုက်လို့ရတယ်လာဆဲတဲ့အကောင့်ပေါ့နော်ဟိုပြန်လဲဖြည့်ရှင်းစရာမလိုဘူးတစ္ဆလက်ခတ်ရေးချင်ရရေးတင်ချင်ရတင်ဆိုတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကနေ့ကြီးမားရုံးရဲ့ဆိုင်နေရတာ misinformation လို့ခေါ်တဲ့ဟလာတရင်ချက်လေအလွဲတွေ နောက်တစ်ခါ disinformation ပို့ဆိုးတာပေါ့ဗျာပုံဖြတ်ပြီးတော့ဟုတ်တယောင်ယောင်ပုံဖြတ်ပြီးတော့အမှန်တဝက်အမှားတဝက်နဲ့အခုတချို့ဒီ VORF ကိစ္စနဲ့ပတ်သက်ပြီးတော့တောင်မှအဲ့ဒီအတိုင်းဝိုင်းတင်နဲ့နှိစက်ခဲ့ဘူးတဲ့လူတွေရင်းနေကြတာတွေရှိတယ်ဝန်တာအားရနဲ့တလွဲတွေဗျာတလွဲတွေအဲ့ဒါကဘာလဲဆိုတော့ social media မှာပုံဖြတ်ပြီးတော့နော်ဟုတ်တလူလူမျိုးလေးနဲ့တော်တာဒီလူတွေကလည်းဖြတ်တာဘာလဲဆိုတော့သူတို့ပြစ်ဒဏ်နဲ့သူတို့ရှိခဲ့ကြဟို data မှာတော့သူပြစ်ဒဏ်နဲ့သူရှိတယ်လို့ပေါ့ဗျာနော်အခုဟလာ ဟိုထရန့်ကိုမကြိုက်ဘူးလို့ပြောကြတယ်အီလမတ်ကိုမကြိုက်ဘူးလို့ပြောကြတယ်နော်ဟိုလူတွေဝိုင်းပြီးတော့ကန့်ကွက်ကြတယ်တက်စလာကိုပိတ်တယ်သူတို့ကုန်တွေတပိတ်ပေါက်တယ်ဒီတော့ဖြစ်စီသူတို့လည်းသူတို့ပရိသတ်နဲ့သူတို့ရှိတယ်ဒီလူတွေကသူတို့ပရိသတ်နဲ့သူတို့ရှိတော့သူတို့အစားသုံးတဲ့လူတွေရှိတယ်ရှုံတဲ့လူတွေရှိတယ်ဒါကအကြီးမားဆုံးအန်ဒီရယ်ပဲဒါတွေကိုတံပြန်ဖို့အတွက်အဲ့ကိုဒလွန်စပယ်ဒစ်စလက်ကရေးတာတွေကိုတံပြန်ဖို့အတွက်နော် mis information dis information တွေကိုတံပြန်နိုင်ဖို့အတွက်က feature လွတ်လပ်ပြီးတော့ဘုံသိက္ခာရှိတဲ့ သတင်းမီဒီယာစင်မင်းစည်းကမ်းတွေနဲ့အညီရက်တည်နေတဲ့သတင်းမီဒီယာများရဲ့တာဝန်ဖြစ်တယ်ဒါကြောင့်လည်းဒီနေ့မှာ fact check ဆိုပြီးတော့ပြန်ပြီးတော့ဒီလားချက်လက်စစ်ဆေးတဲ့ဟာတွေပြည်ထောင်စုအများကြီးလုပ်နေကြတယ်သတင်းဌာနအသီးသီးကလုပ်နေကြဒါတောင်မှမလိုတော့သေးဘူးဘာကြောင့်လဲဆိုတော့တစ်ခါကဒီ misinformation campaign disinformation campaign ကိုလုပ်နေတာကျွန်တော်တို့တိုင်းပြည်မှာဆိုရင်တော့စစ်တပ်ပေါ့ဗျာစစ်တပ်နဲ့သူ့ရဲ့အတိုင်းဝိုင်းတွေကလုပ်နေတာသူကအုံနဲ့ကျင်းနေဗျာနော်ငွေကြေးတွေအများကြီးတော့လွင်ရအများကြီးတုံးပြီးတော့ကျွန်တော်တို့ပြောလို့ရှိတာဆိုရင်ဒီ လိုမျိုးဒင်းကိုလုတ်ကြံတဲ့ပုံဖြစ်တဲ့ကမ်ပိန်းမျိုးကိုလုပ်နေတာဟိုတက်ရင်တင်းဖို့တက်ရင်တင်းဖို့ဆိုရင်တော့မအဲ့လောက်လူကြီးအတွက်ငွေရောင်းနဲ့လုပ်နေတာဗျတစ်ခါမှကြတော့ကျွန်တော်တို့ကလွတ်တဲ့သတင်းမီဒီယာတွေမှာရက်တီစိန်ခေါ်တယ်လူသားအချင်းအမြစ်စိန်ခေါ်တယ်စိန်ခေါ်မှုရှိတယ်ချင်းချောက်မှုရှိတယ်အဲနောက်တစ်ခါတင်းရယူနိုင်ခွင့်ရယူပိုင်ခွင့်မှာစိန်ခေါ်မှုရှိတယ်ချင်းချောက်မှုရှိတယ်ပစ္စလက်သက်လက်လွတ်စပယ်ရေးလို့မရဘူးဆိုတဲ့စီမင်းစီပြတ်နေရှိတယ်ဒီယာရီအောက်မှာလိုရတဲ့ခါကျတော့တစ်ခါကအုံနဲ့ကျင်းနဲ့လုပ်နေတာကိုဘာရဖြတ်ချီပဲဆိုကြပါစို့အုံနဲ့ကျင်းနဲ့လုပ်နေတာကို ထိထိရောက်ရောက်နော်ကောင်းကောင်းကြီးအပြည့်အဝတရားရခိုင်တို့တံပြန်နိုင်တဲ့အနေထားမှာမရှိဒီအဲမှာမှာအခုလိုမျိုးနောက်ထပ်သတင်းမီဒီယာကိုပိတ်ဟဲပြုတ်ဟဲဖြတ်ဟဲလုပ်တဲ့ဥစ္စာကပို့ပြီးတော့ပဲကျွန်တော်တို့အတွက်နစ်နာစရာရှိတယ်ကျွန်တော်တို့အတွက်ဆိုတာဘာလဲဆိုအထူးသဖြင့်တော့လူလူအတွက်ဗျသတင်းမီဒီယာရဲ့အဓိကတာဝန်ထဲမှာလူလူကိုမှန်ကန်တဲ့သတင်းအချက်လက်ပေးရမယ်။မှန်ကန်တဲ့သတင်းအချက်လက်ပေးခြင်းအပြင်လူလူဒီသူနဲ့ပတ်သက်တဲ့ရေးရာကိစ္စများသူတို့ကိုယ်နဲ့ပတ်သက်တဲ့ရေးရာကိစ္စများဒိုင်းပြည်နဲ့ပတ်သက်တဲ့ရေးရာကိစ္စများမှာမှန်မှန်ကန်ကန်ရွေးချယ်စဉ်းစားဆုံးဖြတ်နိုင်မ ကျွန်တော်တို့အင်္ဂလိပ်လိုပြောလို့ရှိတယ် informed citizen တွေ right decision မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ဆိုတာဂုံတိတ်ကရှိတဲ့သတင်းမီဒီယာတွေရဲ့ထိတ်ဆုံးကတာဝန်ပဲဒီတာဝန်ကအခုအကြီးအကျယ်ပြည့်ရင်းမဲ့အခြေအနေရောက်နေတာဒီဘယ်သူမှသွားထိတ်ကြိုက်တယ်လဲဆိုတော့လူလူမှသွားထိတ်ကြိုက်တယ်လူလူသွားထိတ်ကြိုက်ပါလဲဆိုတော့ဒါဒီကျွန်တော်တို့တိုင်းပြည်အတွက်ကိုရင်လေးစရာကြောက်စရာအခြေအနေကြီးလို့ကျွန်တော်ကတော့မြင်နေပါခါ subscribe ကိုနေခေါက်လို့ကိုနေပေးချပါပဲကျွန်တော်ဒီ